ရွှေ့ပြောင်းနေထိုင်သူတွေကိုစီးနှင်းမှုတွေအပေါ်ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေတားဆီးရေးဖက်ဒရယ်အစိုးရကတုတ်ပြန်ရမှာပါဝင်ကူညီနိုင်မှု Los Angeles ဒေသတို့အမျိုးသားအစောက်တပ်ဖွဲ့ဝင်နောက်ထပ်2000နဲ့ Marine တပ်ဖွဲ့ဝင်900ကိုတမရဒေါ်နယ်ထရန့်ကဆေးလွတ်ထားကြောင်းပင်ဒဂွန်ကအတည်ပြုပါတယ်ဒီလိုတပ်ဖွဲ့ဝင်အင်အားအများအပြားချထားမှုနဲ့ပတ်သက်လို့အစိုးရကိုတရားစွဲမယ်လို့ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom ကပြောပါတယ် လော့စ်အိန်ဂျလိမြို့တဝင်းလူဝင်မှုကြီးကြပ်ရေးအကောက်ခွန်အရာရှိတွေကစီးနှင်းမှုတွေပြုလုပ်ခဲ့ပြီးနောက်မြို့လယ်ကောင်မှာဇွန်လ6ရက်ကဆန္ဒပြပွဲတွေစတင်ဖြစ်ပွားခဲ့တာပါဒီလိုဆန္ဒပြပွဲတွေတရားမဝင်ဘူးလို့ဖက်ဒရယ်အစိုးရကကြေညာခဲ့ပေမဲ့တမရကအမျိုးသားအစောက်တပ်ဖွဲ့ဝင်တွေကိုစေလွတ်ခဲ့တာဖြစ်ပါတယ်။ပြည်တွင်းဥပဒေစည်းကြပ်ရေးမှာအမေရိကန်စစ်သားတွေပါဝင်မှုကတော်တော်ကြီးကိုပုံမှန်မဟုတ်တဲ့ဖြစ်ရပ်ဖြစ်ပါတယ်။ ဒီလိုတပ်ဖွဲ့ဝင်တွေကဆန္ဒပြသူတွေကိုလူစုခွဲဖို့မျက်ရည်ယိုပုံးတွေအသုံးပြုမှုကြောင့်ကလေးငယ်တအူးအပါအဝင်ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိနေပါတယ်ဆန္ဒပြပွဲစတုထမြောင်းနေ့မှာဆန္ဒပြသူတွေကမောင်းသူမဲကားတွေကိုမီးရှို့ခဲ့ကြပြီးရောဘာဂျီတွေနဲ့ပြစ်ခတ်မှုတွေရှိနေကြောင်းအော်စတြေးလျသတင်းထောက်တအူးကပြောပါတယ်။ ထရန်ကြောင့်ဝယုံသုံးကားအခြေအနေတွေဖြစ်ပေါ်လာရတာဖြစ်တယ်လို့ Los Angeles မြို့တော်ဝန်ကဆွဆွဲထားပါတယ်။ဒီအတော်အတွင် Los Angeles ကဆန္ဒပြသူတွေနဲ့တရားရေးရည်တည်ကြောင်းပြသတဲ့အနေနဲ့တက်ဆက်ပြင်းနေမှာလဲဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပါတယ်။ဆန္ဒပြပွဲတွေပုံမပြင်းထန်လာပြီးပုံမကျပြန့်လာနေပေမဲ့အစိုးရကရွှေ့ပြောင်းနေထိုင်သူတွေကိုစီးနှင်းမှုတွေဆက်လက်လှုံ့ဆော်နေသေးပဲဖြစ်ပါတယ်။